ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂအနေနဲ့အသိမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အန်ဒရူးကပြီးခဲ့တဲ့ဇွန်25ရက်ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့ 59ချိန်မြောက်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအလိညာဟန်ဆောင်မှုသာဖြစ်ပြီး အာဏာရှင်စနစ်ကိုတရားဝင်ဖြစ်လာဖို့လှုံ့ဆော်နေတဲ့ဂျိုးပန်ချန်လို့ထောက်ပြပြောဆိုထားပါတယ်။ Let me note as I have in the past that the hunter needs three things. အရင်ကျွန်တော်ပြောခဲ့သလိုပဲစစ်ကောင်စီဟာရည်တည်နိုင်ဖို့အတွက် အဓိကအချက်၃ချက်လိုအပ်နေတယ်ဆိုတာထပ်ပြီးပြောကြားလိုပါတယ်။အဲ့ဒါတွေကတော့ငွေကြေးလက်နက်နဲ့တရားဝင်မှုတို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာမြန်မာပြည်သူတွေကိုကူညီထောက်ပံ့ဖို့အတွက်စစ်ကောင်စီကိုဒီ၃မျိုးလုံးမရရှိအောင်ဖျက်တောက်ခြင်းအပြင်ပို့ပြီးလှုံ့ဆော်ကြရပါမယ်။ဒီနှစ်မှာတော့စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့အမိခံရွေးကောက်ပွဲကိုအတိအမှတ်မပြုခြင်းအပြင်အဲ့ဒီလိုလှုံ့ဆော်ဖို့အခွင့်အလမ်းနဲ့တာဝန်ကျွန်တော်တို့မှာရှိနေပါတယ်။ အဲ့ဒီရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုကျွန်တော်ကတော့တန်တရားဖြစ်ပွဲသဘောနဲ့သုံးနှုန်းလိုပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဒီလုပ်ရက်ကိုသူ့ရဲ့အမှန်တရားအတိုင်းဟန်ပြဇလန်သက်သက်နဲ့လိန်လိန်မှုတစ်ခုအဖြစ်ရှုံချပြောဆိုသင့်ပါတယ်ရှစ်ကောင်စီဟာလက်ရှိမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး2025နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်စစ်ကောင်စီကိုကြောတောက်နောက်ခံကူညီပြုနေတဲ့နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားပါဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့တန်တမာခင်းချင်းရထိတွေ့ဆက်ဆံတာစစ်ကောင်စီအတွက်အလုံးလုံးပေးနေတဲ့ငញ្ញမ်းရေးပွဲစားတွေစစ်ကောင်စီလက်အောက်မှာရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်လာဖို့ကူညီပံ့ပိုးမှုတွေပြုလုပ်နေပြီးနိုင်ငံတကာရဲ့သိမှတ်ပြုတရားဝင်မှုရရှိရေးကြိုးပမ်းနေကြပါတယ်။ဒါပေမဲ့အာဆီယံနဲ့ကုလသမဂ္ဂကတော့လက်ရှိအခင်းကျင်းမှာ စစ်ကောင်စီရွေးကောက်ပွဲကျင်းပမှာကိုလက်မခံသလိုဒီရွေးကောက်ပွဲဟာပုံမရှုပ်ထွေးစေမဲ့မြမအခင်ကျင်းကိုသာဥတည်နေတယ်လို့လဲဆိုပါတယ်နိုင်ငံတဝင်းကိုပေးပို့နိုင်မှုလက္ခဏာနဲ့အားလုံးပါဝင်လက်ခံတဲ့စကဝိုင်းဆွေးနွေးပွဲတွေကနေသာနိုင်ငံရေးထွက်ပေါက်ရှာတဲ့နယ်လို့ထောက်ပြနေကြပါတယ်ပဲခူးတိုင်းတောင်ငူခရိုင်ဖြူမြို့နယ်မှာ ဇွန်လ29ရက်နေ့ကစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရတားပြည်သူ၈ဦးသေဆုံးခဲ့တယ်လို့မြေပြင်တရင်ရမျက်တွေကအေယာဝရီကိုပြောပါတယ်။ဖြူမြို့နယ်အုပ်ဖြတ်လမ်းပေါ်မှာရှိတဲ့ဝဲစည်းဝဲတောင်ကျေးရွာနားမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုအဲ့ဒီနေ့မနက်အစောပိုင်းမှာကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကအခုလိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်တာကတော့အဓိကအများဆုံးထိပါတာတော့အပြည်သူတွေပါပဲ။ထုံးစံတိုင်းပေါ့။ ပြည်သူကဘာဖြစ်ဖြစ်ချင်းမှာတော့ကျွန်တော်တို့ရတဲ့တရင်ကသူတို့ရဲ့အဲဖြူမြူနိုင်အသိအကျညာထားတာတော့၄ရောက်ပေါ့နော်၄ရောက်ပြီးဆုံးရတယ်တရင်ရတယ်ပြည်သူတွေကတော့အယောက်60ကျော်ကျောက်ဒဏ်ရတာပေါ့နော်အဲ့ဒါတော့စေယုံမှာအခုထိရှိနေတော့ပေါ့အဲ့လိုသိရတယ်အဲတော့လေးရင်မုတ်ဘွဲနဲ့လက်နဲ့ကြီးထိပြီးတော့အိမ်မော်ကြွားသွားတာကမြေဖွာ၃ရောက်ပြီးသွားလို့ကြားတယ်အဲ့ဒီမြေဖွာ၃ရောက်ကိုတော့ ဟိုပွဲချင်းပြီးသေသွားတာဆိုတဲ့အခါကျတော့သူတို့ကတော့အစ်စ်ခွေးရအိမ်ရောအလောင်းတွေရောမီရှိုးပလိုက်တယ်လို့ကြားလိုက်ပြဒါနောက်ဆုံးသတင်းပါပဲဟုတ်ကျွန်တော်သိရသလောက်ပေါ့ဟွာအဲပထမ၄ယောက်ဆုံးသွားတယ်ပြည်သူဆုံးပြီးတော့နောက်ထပ်၁ယောက်ထပ်ဆုံးတယ်နောက်ထပ်၁ယောက်ထပ်ဆုံးလာတော့ကျွန်တော်တို့နာမည်မသိရသေးဘူးเนาะစုစုပေါင်း၄ယောက်တည်ဆုံးသွားတာ၅ယောက်ပါကြဟုတ်လက်နက်ကြီးနဲ့လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဝဲကြီးဝဲတော်ကျေးရွာဒေသခံတွေက ခုနှစ်မိုင်လောက်ကွာဝဲတဲ့ဖြူမြို့ဘော်ကိုဆက်ရှောင်နေကြရတယ်လို့ပြောပါတယ်။ဟုတ်သူကတော့ဆက်ရှောင်နေတာများသောအားဖြင့်တော့သူတို့ဒီဖြူမြို့ဘော်တက်ကြတာများတာပေါ့။ဘာဆိုလို့သူကလမ်းမပေါ့။လမ်းလမ်းလမ်းကောင်းတဲ့ခါကျတော့မြို့ကိုလည်းခဏလေးနဲ့ရောက်တယ်လေ။ချောင်ကြတယ်ချောင်ကြတယ်။အဲ့ဒီတိုက်ပွဲကိုဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးအဖွဲ့သုံးတို့က